အာဖဂန်နစ္စတန်နိုင်ငံမှာအိန္ဒိယနိုင်ငံတန်ရုံးကိုပြန်လည်ဖွင့်လှစ်မယ်လို့အင်္ဂါနေ့မှာကြေညာလိုက်ပါတယ်။2021ခုနှစ်မှာအာဖဂန်နစ္စတန်နိုင်ငံမှာတာလီဘန်တွေအာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်းအိန္ဒိယနဲ့တန်တမန်ဆက်ဆံရေးရပ်တန့်ခဲ့တာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကနိုင်ငံဆက်ဆံရေးကိုပုံမှန်နှိုင်းဆိုင်အောင်လုပ်ဖို့အိန္ဒိယနိုင်ငံရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုမီးမောင်းထုတ်ပြနေတယ်လို့အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးဌာနကအင်္ဂါနေ့မှာထုတ်ပြန်ပါတယ်။ အိန္ဒိယတန်ယုံကအာဖဂန်နစ္စတန်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့လူသားချင်းစာနာမှုအကူအညီတွေပေါ်မှာအိန္ဒိယနိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်မှုကိုပုံမအားကောင်းစေလိမ့်မယ်လို့လည်းနိုင်ငံတိုင်းဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒီတန်ယုံကိုပြန်ဖွင့်ရေးကိစ္စဟာအိန္ဒိယနိုင်ငံရဲ့ဝန်ကြီးစူပရာမန်ယန်ဂျိုင်ရှန်ကာကဒီလအစောပိုင်းမှာသာလီဘန်ဆိုးရနိုင်ငံရဲ့ဝန်ကြီးနဲ့ညူဒေလီမြို့တော်မှာတွေ့ဆုံခဲ့ပြီးနောက်မှာဖြစ်ပေါ်လာတာပါ။ ။နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတွေ့ဆုံချိန်မှာဂျိုင်းရှန်ကာကခဘူးကအိန္ဒိယတန်ယုံကိုတန်တမန်အဆင့်တွန်းမြင့်ဖို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။တန်တမန်ထီးချန်ဖြစ်နေတဲ့တာလီဘန်ဆိုရနဲ့ဆက်ဆံရေးတွန်းမြင့်တဲ့အိန္ဒိယရဲ့မဟာဗျူဟာဟာအိန္ဒိယပါကစ္စတန်နဲ့ဆက်ဆံရေးဆိုးရွားလာနေချိန်အာဖဂန်နစ္စတန်နိုင်ငံမှာတရုတ်ရဲ့စီးပွားရေးဝင်ရောက်မှုတွေပေါ်နယူးဒေလီဆိုးရွားရေးဆိုးရိမ်ပူပန်မှုတွေကြားမှာပါဖြစ်ပေါ်လာတာဖြစ်ပါလေခင်ဗျာ။